အားလုံးပဲမင်္ဂလာပါ PayPay credit card သုံးလို့ရတဲ့အမောင့်တို့ရှာမှာဖြစ်ပါတယ်အရင်ဆုံး PayPay application နဲ့ဝင်လိုက်မယ်ပြီးရင်တော့ PayPay card ကိုနှိပ်လိုက်ပါပြီးရင်တော့ဒီ call your card no hand ကိုနှိပ်လိုက်ပါ ဒီနေရာမှာသူက shopping ရဲ့ question ခုဆိုပြီးနှစ်မျိုးရှိတယ်ပေါ့နော်ကျွန်တော်ကဒီကမ္ဘာကတော့ shopping အတွက်အဲ9000ရထားတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်ကပြောင်းကြည့်မယ်ပေါ့နော်1050ပြောင်းရှောက်ကြည့်ပါမယ်နောက်တစ်ခုကတော့ question ခုကတော့ကျွန်တော်1030ရှောက်ကြည့်ပါမယ်ပြီးရင်တော့ suki ရောနှိပ်ပြီးတော့ရှင်းဆက်သွားပါမယ်ပြီးရင်တော့ဒီတောင်းရတဲ့ရေကြောင်းကိုရေးရမှာဖြစ်ပါတယ်အဲ self-service တော်မတခြားကုန်းနဲ့ကန့်ကြီးတဲ့အကြောင်းအရာတစ်ခုခုရွေးလို့ရပါတယ်။ပြီးတော့စုကေရောနှိပ်ပြီးတော့ရှေ့ဆက်သွားပါမယ်။ဒီနေရာမှာကတော့မန်ကျော်ရှိလာပေါ့နော်။ဒါပေမဲ့ဒီမှာမရှိတာဖြစ်လို့နားရှိကိုရွေးလိုက်ပါတယ်။ဒီနေရာမှာတခြားကုမ္ပဏီကခြေထားတဲ့ငွေရှိလာပေါ့နော်။ရှိရင်တော့အားကြီးမရှိရင်တော့နားရှိကိုနှိပ်ပြီးတော့ရှေ့ဆက်သွားပါမယ်။ ဒီနေရာမှာကတော့ကိုယ့်ရဲ့ဒီအလုပ် information ထည့်ပေးရမှာဖြစ်ပါတယ်။ကိုယ့်ရဲ့ company နာမည်ထည့်ပေးရမှာဖြစ်ပါတယ်။အပေါ်ကတော့ခန်းကြီးနာမည်ရှင်ခန်းကြီးပေါ့နော်။ခန်းကြီးမရှိရင်တော့ကျွန်တော်တို့ဒီရိုမားကြီးနဲ့ဖြည့်ပေးရမှာဖြစ်ပါတယ်။အောက်ကတော့ကျွန်တော်တို့ဒီဖိုဒီခါနာပေါ့နော်။အဲတော့မဟုတ်ဒီခန်းကြီးနာမည်မရှိရင်တော့ခဏခဏနာမည်နဲ့ဖြည့်ပေးရမှာဖြစ်ပါတယ်။ ပြီးရင်တော့ကုမ္ပဏီရဲ့ဖုန်းနံပါတ်လည်းရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။အဲတော့ကိုယ့်ရဲ့ကုမ္ပဏီရဲ့ဖုန်းနံပါတ်ကို Google မှာရှာပြီးတော့ဒီမှာထည့်ပေးပါပြန်တော့ကိုယ့်ရဲ့ဒီဝင်ငွေတွေဖြည့်ပေးရမှာဖြစ်ပါတယ်ဝင်ငွေကတော့အဲ credit card ဆောက်ရှောက်တုံးကအတိုင်းဖြည့်ထားတဲ့အချက်လက်တွေရှိတယ်။အဲ credit card ဆောက်တုံးကအချက်လက်နဲ့အခု အချိန်မှပြောင်းတဲ့အချက်လက်ရှိရင်တော့ကျွန်တော်တို့ပြင်ပြီးတော့ပြန်ဖြည့်လို့ရပါတယ်ဒီနေရာမှာကတော့အချက်လက်လေးတွေအကြမ်းရင်းပြန်စစ်ပါ ပြီးတော့သူ့ရဲ့ဒီတန်းဆန် condition လေးကိုတစ်ချက်ဖတ်ပြလိုက်ပါပြင်တော့ကျွန်တော်တို့အမှန်ရှိပြီးမရှိကုန်ပြီလို့လိုက်ပါမယ်။ဒါဆိုရင်တော့မရှိကုန်ပြီလောက်တာပြီးပါပြီ။ မရှိကုန်ပြီလောက်ပြီးတာနဲ့ပြန်နေကျွန်တော်တို့အီးမေးလ်လဲကြလာပါတယ်။ရှောက်ပြီးတာနဲ့ပြန်နေကျွန်တော်တို့ရှောက်တာရမရတခါတည်း application နဲ့မှာဆင်လို့ရပါတယ်။အခုတော့အရင်ဆုံးကျွန်တော်အီးမေးလ်လေးကိုတစ်ချက်သွားကြည့်လိုက်ပါမယ်သူပို့လာတဲ့အကြောင်းအရာလေးကိုတစ်ချက်ဖတ်ကြည့်ပါမယ်။ဒါကတော့ဒီ amount တို့ရှောက်တဲ့ဟာကို okay scan လုပ်လိုက်တယ်ဆိုတဲ့ဟာလေးပို့ပေးတာပါနော်။ ီးရင်တော့ PayPay application တွေက PayPay ကတ်ထဲဝင်ပြီးတော့ကျွန်တော်တို့ချက်ချင်းဆင်လို့ရပါတယ်အဲ့တော့ဒီမှာကျွန်တော်တို့ဒီ call ရောခါနိုးရှိတာဆယ်ပေါ့เนาะဒီမှာကတော့ sim account ဆိုတာနေပဲပေါ့เนาะ amount တို့လျှောက်တာကမီ okuri လောက်ခံရတယ်ပေါ့เนาะဒီ amount တို့လျှောက်တာကို payment pay က pay ဒီဘက်ကဆုံးဖြတ်တာဖြစ်တဲ့အတွက်အဲကျွန်တော်တို့တယောက်နဲ့တယောက်ရတာမရတာတော့မတူတတ်ပါဘူးခင်ဗျာ